တခါတော့ငါပင်လယ်ကမ်းသန္တာရွာတရွာနွားမွေးမြူကြီးကိုတရွာလုံးလောက်ကညာပြီးအဲ့ဒီရွာထွက်တဲ့ဒိန်ငယ်တွေဟာအရသာအလွန်ကောင်းတယ်လို့ကြော်ကြားပါတယ်။အဲ့ဒီတဲ့င်းကို နိုင်ငံရဲ့ရှားကဒိန်ငယ်ဖြန့်ဖြူရေးလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီကြီးတခုကကြားသိရတဲ့အတွက်ရွာကိုလာပြီးတော့ဒိန်ငယ်ရသာကိုမိစမ်းကြည့်ဖို့ရာရွာသူကြီးကိုကမ်းလှမ်းလာခဲ့တယ်။ကုမ္ပဏီနဲ့ချိတ်ဆက်လုပ်လုပ်နိုင်ရင် ရွာသားတွေဟာဒိန်ကဲကိုတစ်ကဘာလုံးဖြန့်ချိနိုင်မှာဖြစ်တဲ့အတွက်အမြဲဆုံးများစွာရရှိပြီးလုပ်ငန်းများလည်းချဲ့ထွင်အဆင့်မြင့်နိုင်ရမှာဖြစ်တဲ့ရွာသူကြီးကရွာသားတွေကိုခေါ်ယူပြီးဒိန်နဲ့နွားနို့တို့ကြားထဲဝင်ကဒိန်ငယ်များ စုပေါင်းပြုလုပ်ကြပြီးကုမ္ပဏီမှဧည့်သည်တွေကိုဧည့်ခံဖို့စီဝေးလုပ်ပါတယ်နွားနို့တွေစုဆောင်ကြမယ်နေ့မတိုင်ခင်တရက်မှာ ရွာတွေကိုပင်လယ်ကလေမုန်တိုင်းကြီးတစ်ခုဝင်ရောက်လာပါ ဘုံတိုင်းတန်းကြောင့်သစ်ပင်တွေပြိုလဲအိမ်တွေပျက်စီးနေဖြစ်ကြတာကြောင့်ဘာသာတွေကရှင်းနေလုံးကြရတာတော်တော်အလုံးရှုံနေကြပါတယ်ဘုံတိုင်းရောက်ဟီလိုင်းနဲ့ပါလာတဲ့ကြဲငါးလေးတွေကပင်လယ်ကမ်းသက်ကတောင်ပြင်ပေါ်မှာအများကြီးတောင်တင်နေကြကြတယ်ရွာထဲကကလေးငယ်တယောက်ဟာရွာထဲမှာလူကြီးတွေအလုံးရှုံနေချိန်မှာကမ်းသက်တောင်ပြင်ပေါ်စောကသားကိုလမ်းလျှောက်ထွက်လာခဲ့ကလေးငယ်ဟာတောင်ပြင်ပေါ်မှာတင်နေတဲ့ကြဲငါးတွေကိုတွေးလိုက်ရတယ် နေကတဖြည်းဖြည်းပူလာနေပြီပင်လယ်ထဲကိုပြန်မရောက်နိုင်တဲ့ချိန်ကားလေးတွေကတောင်ပြင်ပေါ်မှာစင်းရဲဒုက္ခရောက်နေတာကိုကောင်းလေးကတွေးလိုက်ရတဲ့အခါသူဟာချိန်ကားလေးတွေကိုကောက်ပြီးပင်လယ်ထဲကိုပြန်လွတ်ပေးဖို့ဆုံးဖြတ်လိုက်တယ်ကောင်းလေးကချိန်ကားလေးတစ်ကောင်ကိုကောက်ပြီးပင်လယ်ထဲလွတ်ပေးလိုက်တယ်ကောင်းလေးနဲ့ချိန်ကားလေးတို့ရှိရာတောင်ပြင်ကိုဒိန်ငယ်ပြန့်ပြူတဲ့ကုမ္ပဏီကဝေကောင်းစားလာတဲ့ဧည့်သည်တွေရောက်လာကြတယ် ခြင်းငါးတွေထောင်ပေါင်းချီပြီးရှိနေတဲ့တောင်မီမော်မှာခြင်းငါးတစ်ကောင်စီကိုကောက်ပြီးပင်လေထဲသွားလွတ်ပင်နေတဲ့ကောင်လေးကိုတွေ့တဲ့အခါအဲ့တဲ့လူကြီးတယောက်ကလမ်းမေးလိုက်တယ်။ဟေးတငယ်ဒီလောက်များတဲ့ခြင်းငါးတွေကိုတစ်ကောင်ချင်းစီကောက်ပြီးပင်လေထဲလွတ်ပင်နေတာဘယ်တော့ပြီးနိုင်မှာလဲ။ဘာများထူးလာမှာမို့လဲလို့မေးလိုက်တယ်။ကောင်လေးကအဲ့တဲ့လူကြီးကိုတစ်ချက်မောကြည့်လိုက်ပြီးတော့ဘာမှပြန်မပြောဘဲနဲ့ခြင်းငါးလေးတစ်ကောင်ကိုကောက်ယူလိုက်တယ်။ ပင်လယ်ဘက်ကိုလမ်းလျှောက်သွားပြီးတော့ခြေငါးလေးကိုရေထဲလွတ်ပေးလိုက်ပြီးတော့ဧည့်သည်လူကြီးကိုလမ်းကြည့်ပြီးတော့ခတ်တူတူပြောလိုက်တယ်ဒီခြေငါးလေးတစ်ကောင်တော့ပင်လယ်ထဲပြန်ရောက်သွားပြီမဟုတ်လားလို့ပြန်ပြောလိုက်တယ်ဧည့်သည်လူကြီးနဲ့အဖွဲ့လည်းစိတ်ရင်းကောင်းတဲ့ကောင်လေးရဲ့စကားကိုသဘောကျတော့ပြီကောင်လေးနဲ့အတူခြေငါးလေးတွေကိုကောက်ပြီးပင်လယ်ထဲပြန်လွတ်ပေးကြပါတယ်အဲ့ဒီအချိန်မှာရွာရဲရွာသားတွေဟာဒိန်ငယ်လို့ပို့အတွက် တကြီးအိမ်ကနွားနုတ်အိုကြီးတဲ့ကိုမိမိတို့အိမ်ကနွားနုတ်တအိုးစီလူလာပြီးဝိုင်းဖြည့်ကြတယ်။လွာသားတယောက်ကမုံတန်းကြောင့်ပြူသွားတဲ့အိမ်ကိုပြန်ပြင်နေရတာကြောင့်အဲဒီနေ့ကနွားနုတ်မညစ်နိုင်ခဲ့ဘူး။သူကနွားနုတ်အစားရေတအိုးကိုယူလာခဲ့ပြီးနွားနုတ်အိုကြီးတဲ့ကိုဖြည့်လိုက်တယ်။ဒါကနားတယောက်တည်းရေတအိုးဖြည့်လိုက်ုံနဲ့နွားနုတ်ရတာမပြောင်းသွားတော့ပါဘူးလို့တွေးခဲ့။နွားနုတ်အိုကြီးဖြည့်သွားတဲ့အခါလွာသားတွေက ကြီးပိုကြီးပိုဒိန်ငယ်တွေစတင်ကြလို့ရပါတယ်။ညနေစာအောင်လို့တောင်ပြင်မှာကျေငါးရီခောက်ပြီးပြန်လွတ်ပေးနေကြတဲ့အဲဒယ်တွေဟာဘုံဘောပတ်ပတ်နဲ့နာမည်ကြီးဒိန်ငယ်တွေမိသားမှုရွာသူကြီးအိမ်ကိုရောက်လာကြတယ်။ဒါပေမဲ့ရွာသူကြီးအိမ်မှာနာမည်ကြီးဒိန်ငယ်တွေဟာအစင်းသင်းဖြစ်နေကြပါဘူး။ဘာသာအများစုကနွမ်းတို့စာရေးတွေကိုနွမ်းတို့အိုကြီးတွေဖြည့်ခဲ့ကြတဲ့အတွက်ဒိန်ငယ်ချိုချက်လို့မိတာပဲ။ဒီမျိုးအိုကြီးတွေဖြစ်နေကြလို့ပါ။